မင်္ဂလာပါခင်ဗျာလူငယ်အသံတွေ့ဆုံမေးမြန်းခန်းစီစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့တောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာမေလ23ရက်နေ့ရနေ28ရက်နေ့ဒီကျင်းပတဲ့ Luxury Brand Model Award 2015ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုအလှမဲ့ Model ဇွန်တန်စင်က Luxury Brand Model Award 2015ဆုရရှိခဲ့တာပါသူဟာ Luxury Brand Model Award 2015အပြင် Beauty Model Star ဆုလည်းရရှိခဲ့ပါတယ် ဇွန်တန်စင်ဟာပြီးခဲ့တဲ့နှစ်ဇူလိုင်လတုန်းကပြုလုပ်တဲ့ Miss Universe မြန်မာသူးဆောင်စဉ်ဖိုတင်းတုန်းကပွဲကြိုပရိသတ်မဲအများဆုံးတစ်ပြေးခံသူဖြစ်ပြီးအဲ့ဒီတုန်းကခါနာမဲ6ဇွန်တန်စင်ဟာ Miss Famous Award ဆုရရှိခဲ့မှုပါတယ်။အခုတောင်ကိုရီးယားနိုင်ငံကနေတာရာဖူနဲ့ပြန်လည်ရောက်ရှိလာတဲ့ဇွန်တန်စင်ကို DVV လူငယ်အသံအနေတွေ့ဆုံမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မင်္ဂလာပါညီမကြီးဟုတ်ကဲ့မင်္ဂလာပါဟုတ်ဟိုညီမအခုတော့ပြိုင်နေပါတော့ luxury brand model ပြိုင်မွေးအခုဒီနှစ်မှအဲ့ဒီဟာစလုပ်တယ်လို့သိရတယ်ပေါ့အဲ့ဒီပြိုင်မွေးအဓိကရည်ရွယ်ချက်ကဘာလဲဆိုရင်ရှင်းပြပေးပါ ဟုတ်ကဲ့ Nancy Brand တိုင်ပွဲရပါတော့ငရင်တကအမှုပညာကျောင်းစင်းကြီးရှင်ပြိုင်နေပွဲဖြစ်တယ်ပေါ့နော်ညီမကိုရီးယားလည်းဒီရင်ချင်းမှုတက္ကသိုလ်ကနေကျောင်းစင်းတာဖြစ်တဲ့အတွက်ဒီပြိုင်ပွဲနဲ့ညီမနဲ့အရင်လိုက်ဖက်တယ်ကိုရီးယားလည်းအရင်စိတ်ဝင်စားရတဲ့ပေါ့နော်ဒီချေလာနုကဆက်သွလာတဲ့အချိန်မှာညီမဝင်ပြိုင်ဖြစ်သွားပါပေါ့နော်ဒီပွဲကတော့ဒီပွဲကဝင်နာဖြစ်ခဲ့မယ်ဆိုရင်ဒီကိုရီးယားကနေ brand model အဖြစ်ပေါ့နော် international model အဖြစ်ရည်တည်ခွင့်ရမယ် brand တက်တူညီမတို့ဒီကြော်ညာခွင့်ရမယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီညမှာတော့ပြန်ခဲ့တဲ့ပြန်မှာ crown ရခဲ့တဲ့အတွက်ပေါ့နော် miss တယောက်အနေနဲ့ပေါ့ဒီ bari လုတ်ပိုင်ခွင့်ရမလဲမသိဘူးဟုတ်ကဲ့ဒီဝန်ထမ်းဖြစ်ခဲ့ရတဲ့ဘောတော့ညီမကိုရီးယားမှာညီမနေထိုင်ခွင့်ရပါတယ်ဒါပေမဲ့ညီမဒီမှာအကြောင်းမပြီးသေးတဲ့အတွက်ဘောတော့ဒီဘက်မှာညီမအကြောင်းတက်အောင်မယ်ဒီမှာအားတဲ့အချိန်ဒီမှာကိုရီးယားကိုသွားပြီးတော့ brand model show ရရှိခဲ့ညီမသွားရောက်ပြီးတော့ show ရှောင်းမယ်ဘောတော့ရိုက်ကူးရေးလုပ်ပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါညီမဒီပြိုင်ပွဲဝင်ပြိုင်ခင်မှာဒီ Miss Universe ပြိုင်ပွဲဝင်ခဲ့တာဟောအခုလက်ရှိပြိုင်နေပြိုင်ပွဲအတွက် အထောက်အကူဖြစ်စေလာမယ်ဟုတ်ကဲ့ Miss Universe တွေမဟုတ်ဘောเนาะပြိုင်ပွဲတိုင်းကတော့အများကြီးအထောက်အကူဖြစ်စေပါတယ်ပြိုင်ပွဲများများပြိုင်နေသူเนี่ยဟိုပြိုင်ပွဲအနေနဲ့ပြိုင်ပွဲသူเนี่ยအရန်กว่าခြားရဲ့ confidence experience နေအများကြီးกว่าရဲ့အတွက် international ပွဲကိုသွားပြိုင်မယ်သူတယောက်ကပြည်ဝင်ပွဲတွေများများပြိုင်မှုလေဆိုရင် international သွားပြိုင်နေတဲ့အခါမှာကိုကကိုကိုယုံကြည်မှုရှိပြီးတော့ perfect ဖြစ်နေစေပါတယ်ပြီးတော့ကိုရဲ့လိုအပ်ချက်တွေကိုဘောเนาะဒီပြည်ဝင်ပွဲတွေပြိုင်ခဲ့တဲ့အတွက် international သွားပြိုင်နေတဲ့အခါမှာကိုဘာလိုအပ်တယ်ဆိုတာကိုသုံးသပ်မိရဲ့အတွက်အများကြီးအထောက်အကူဖြစ်ပါတယ်ဟုတ် ဟုတ်ကဲ့ပါညီမညီမအခုတော့ပြောင်းကလေးပြောင်းဝဲကာလာတစ်လျှောက်လုံးမအောင်အခက်ခဲတွေရှိခဲ့တာအဲ့ဒီအခက်ခဲတွေရှိခဲ့ရင်ဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲဟုတ်ကဲ့အခက်ခဲတွေရောပေါ့နော်ညီမဒီပြောင်းဝဲကိုပြိုင်မယ်လို့ဆုံးဖြတ်ပြီးခဲ့ရတာပေါ့နော်ညီမကြီးကနေအားလုံးပြင်ဆင်သွားရဲဒီပွဲအကြောင်းမှာမော်ဒယ်ပွဲဖြစ်တဲ့အတွက်ဒီမော်ဒယ်လေးနဲ့ပတ်သက်ပြီးညီမလေ့လာသွားတယ်ကံဝေါ်လျှောက်တိုင်းလေ့လာရဲနောက်တစ်ခုက body ပေါ့နော် body ကို diet လုပ်သွားတယ်နောက်တစ်ခုကဝတ်စုံလေး national costume ဝတ်စုံကိုလည်းညီမတေချာစဉ်းစားပြီးတော့ဒီ season သွားတယ် swimsuit ကိုလည်းညီမတေချာဘလို design ဝင်ညီမ body ကိုပေါ်စင်မယ်ဆိုပြီးတော့တေချာရွေးချယ်သွားတယ် even evening ဆိုရင်လည်းညီမဒီ morning တယောက်နဲ့ဒီ body ကိုပေါ်စင်မယ် evening ဘလိုမျိုးဖြစ်မလဲဆိုတာဒီဇိုင်နာနဲ့တိုင်ပင်ပြီးရောပေါ့နော်ညီမအစားစားရရအားလုံးသွားပြိုင်မယ်လို့ဆုံးဖြတ်ပေးခဲ့တဲ့ဟာပေါက်ဖက်ဖြစ်အောင်ပြင်ဆင်သွားပြီးရော winner ဆိုညီမဟိုရအောင်ကြိုးစားမယ်ဆိုပြီးရောသွားပြိုင်ပြစ်တာပါဟုတ်ဟုတ်ကဲ့ပါညီမရေညီမအခုလက်ရှိចောင်းတက်နေရလို့သိရတယ်ပေါ့နော်ဟုတ်ကဲ့ဘာចောင်းတက်နေရပြီးတော့အမှုပညာအလုပ်ကိုဒီပညာရေးနဲ့ဒီအမှုပညာအလုပ်ကိုဘယ်လိုအချိန်ခွဲပြီးလုပ်လဲမသိဘူး ုတ်ကဲ့ညီမစားပြီးတော့မော်ရယ်စားပြီးတော့ဒီလောကထဲဝင်လာကြတဲ့ဖက်စီယာနဲ့စဝင်လာဆိုတော့ဖက်စီယာကြောင့်လည်းတန်ရင်ဒီမော်ရယ်ရှိုးရီလည်းရှောင်းပြိုင်ပွဲတွေလည်းပြိုင်ရင်းနဲ့လှုပ်လာဖြစ်တယ်ပေါ့နော်အဲ့အတွက်အခုကျတော့ဝင်လာဖြစ်သွားပြီဆိုတော့ညီမကဒီပညာရေးဘက်ကိုမလင့်ဟင်းအောင်ပေါ့နော်ဒီဘက်ကိုရီးယား organization နဲ့ညီမတေချာပြပြထားပါတယ်ဒီဘက်မှာသူတတိယနှစ်တက်နေရေပေါ့နော်ညီမအရင်ချင်းမှုတက်ကတော့တော့ဖွဲရသွားပါပြီဒါမဲ့အဝေးတင်အောင်နှစ်နှစ်ကြံသေးရေပေါ့နော်အဲ့အတွက်သူညီမ request လုပ်ထားရဲ့အဲ့တော့ဒီမောင်ရဲ့အတွင်းမှာလည်းဒီအမှုပညာလုပ်လေးလုပ်တဲ့ခါမှာဟိုကျောင်းလဲတက်တယ်ကျောင်းကနေပြီးတော့အားရဲ့အချိန်မှာညီမဒီ shooting နေ မသွားရပေါ့နော်ဒီလိုနဲ့ပဲညီမအရင်၃နှစ်လောက်ခရရပေါ့နော်ဒေးတက်ရင်လည်းလေတို့ဖြည့်ဆောင်ပွဲရဖြည့်လိုက်အလုပ်တွေလုပ်လိုက်နဲ့ပွဲတခုတော့ရသွားတယ်အခုလည်းဆက်ပြီးအဲ့လိုလေးပေါ့နော်အချိန်လေးကိုအတိကပိုင်းချပြီးရောပေါ့နော်ဘယ်အချိန်မှဘာလုပ်မယ်ဆိုပြီးရောလို့သွားပါဟုတ်ခဏရှေ့မှမေးဖို့တခုကြံခဲ့လို့ပေါ့နော်ညီမဟုတ်ကဲ့ဟုတ်ဒီပြိုင်ပွဲကိုပေါ့နော်ဒီ crown တခုဒီပေးဖို့နော်ပြိုင်ပွဲတစ်ပွဲမှာဒီစုရဖို့တော့က တို့ပြိုင်ပွဲဘလူးစီးမင်းစီကန်းနေနဲ့ညီမရတာလေအဲ့လားလေးတစ်ချက်လောက်ရှင်းပြပါဝင်းနာဖြစ်ဖို့အတွက်ကအစားစားအရာရာအရင်ဆင်ခြင်ရရပေါ့နော်ဒီဒီ training လုပ်နေတဲ့ကာလတစ်လျှောက်လုံးမှာ second ဘိုင်းအချိန်တိုင်းအရင်ကို တန်ဖိုးရှိရဲအဲ့ဒီအတွက်ဒီသူတို့ခေါ်တဲ့အချိန်တွေမှာအချိန်လုံးကနောက်မကြအောင်နောက်တစ်ခုကစိတ်ထားကိုလုံးဝဖြူစင်နေရမယ်ပေါ့မပြိုင်မဝင်အချင်းချင်းကိုဟိုပြိုင်ဆိုင်နေရမျိုးသူတို့လုံးဝမကြိုက်ဘူးတယောက်ကြောင့်အရင်ကချစ်ပြီးတော့ဟိုပြိုင်နာပြိုင်နာဒါပေမဲ့ဒီပြိုင်ဆိုင်မှုကိုစိတ်ထဲမထားဘဲနဲ့ရှင်ပြိုင်ခြင်းသာအဓိကဆိုပဲစိတ်တက်လေးနဲ့ရှင်ပြိုင်နောက်သူတို့အရင်သဘောကြိုက်နောက်တစ်ခုကကြောင့် smile ပေါ့နော်မြမာရဲ့အဓိကအချက်ကအပြုံးဆိုတော့မြမာအမြဲတမ်းပြိုင်ဝဲတောက်လျှောက်လုံးမှာအမြဲတမ်းပြုံးရှင်ပြီးတော့ပေါ့တက်တက်ကြွကြွ active ဖြစ်အောင်နေရနောက်တစ်ခုကပြိုင်မဝင်တဲ့တောက်လျှောက်မှာလည်းဒီကတ်ဝတ်ပိုင်းကအစားပေါ့နော်တေးချာချာပြင်ဆင်သွားတယ်ဒီ ၃ round ရှောက်တဲ့ခါမှာ၃ round လုံးကိုဟိုဘာမှအမှားယွင်းမရှိအောင်လှုပ်ရဲဟိုတချို့ရေရှင်ခိုးခလုတ်တိုက်သွားတာလို့ချော်သွားတာလို့မျိုးဖြစ်သွားဟဲ့ဆိုရင်အမက်ရော့ရဲအဲ့လိုလုံးဝအမက်မရော့အောင်ကွာတင်းချာချာစက္ကန့်တိုင်းပေါ့နော်တတိရှိရှိနဲ့ရှင်ပြန်ရရဲဟုတ်ဒီ moral law ကစိတ်ဝင်စားနေကြတယ်ပေါ့နော်မြန်မာလူငယ်တွေအများအပြားလည်းအခုနောက်ပိုင်းရှိလာကြတယ်ပေါ့ဒီမြန်မာ moral law ကနိုင်ငံတကာနဲ့ရင်မောင်းတန်းနိုင်မှုအတွက်ပေါ့နော်တခြားလူငယ်တွေကိုဘယ်လိုအကြံပေးခြင်းလဲမသိဘူး ဟုတ်ကဲ့အအဓိကတော့ဒီခနာကို body ပေါ့နော်သူတို့နိုင်ငံက swim suit ကိုဟိုဝတ်တယ် swim suit ဝတ်တဲ့အခါမှာလည်းအတစ်ဖြစ်နေရကြိုက်တယ်ပေါ့နော်မြန်မာတွေကျတော့ဝတ်နေစားမဟုတ်တဲ့တော့ဟိုမှာနည်းနည်းလေးရှက်ကိုရှက်ကန်လေးရောရှိမယ်ဒါပေမဲ့အဲ့ဒါကိုမေ့ထားပြီးတော့အကောင်းဆုံးစူးစမ်းဖို့ပထမဆုံး swim suit ကိုဝတ်ရဲပြီးတော့အကောင်းဆုံးလုပ်နိုင်ဖို့ကအရေးကြီးရေပေါ့နော်နောက်တစ်ခုကတော့ကိုယ့်ရဲ့ head ပေါ့စိတ်ထားလေးကိုဖြူစင်းနေမယ်ဆိုရင်ဘယ်နိုင်ငံမဲ့ရောက်ရောက်သူတို့သဘောကျရေပေါ့နော်ဟုတ်ကဲ့စိတ်ထားလေးကိုတော့ပြန်ပွဲဝင်တာပဲဖြစ်ဖြစ်ဒီဘလိုပဲနေနေပေါ့နော်မြန်မာနိုင်ငံအတွင်းမဲ့ဖြစ်ဖြစ်နိုင်ငံခြားမှာဖြစ်ဖြစ်စိတ်ထားလေးကိုဖြူစင်းနေမယ်ဆိုရင်ကို ့အတွက်ကံကောင်းခြင်းတွေလည်းရလာမယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ပေါ့နော် TVV လူငယ်အတိုင်းတစ်ဆင့်ပေါ့နော်သူနန်းနေပြိတ်သက်တွေကိုဘာများပြောခြင်းတွေလည်းမသိ ပရိသတ်ဒီညီမကိုပေါ့နော်ညီမစပြီးတော့မွေးလောက်ခရီးကတိုင်ပွဲရှင်ပြိုင်ခဲ့တယ်တိုင်ပွဲအားလုံးကိုလည်းညီမကိုတခဏနဲ့အားပေးခဲ့ကြရဲအခုလည်းအားပေးရဆိုနဲ့သွားရတော့ပရိသတ်ဒီအားလုံးညီမပရိသတ်ဒီအားပေးလို့လည်းညီမခွန်အားရရှိပြီးတော့ဒီစုရောညီမတည်ဆောင်လာနိုင်ခဲ့တယ်အဲ့ဒီအတွက်ပရိသတ်ဒီကျေးဇူးအများကြီးတင်ပါတယ်လို့ပြောညီမကိုပံ့ပိုးကူညီပေးကြရတဲ့သူတွေအများကြီးလည်းရှိရေပေါ့နော်အားညီမတိုင်ပွဲတချို့ကြီးမှာဒီဘလော့ချော်ွားခဲ့ရင်လည်းဟို စိတ်တက်မကြအောင်အပေးခဲ့သူလည်းရှိရဲ့ညီမမိဘနှစ်ပါးကိုလည်းအများကြီးကျေးဇူးတင်တယ်နောက်တစ်ခုတော့ဆရာဖြူပောင်နဲ့တစ်ချက်လှမ်းလို့ထုံလို့လည်းညီမကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်နောက်ထပ်ဒီ Mercy Memorial Organization ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျေးဇူးတင်ထိုင်သူတွေကအများကြီးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အခုလိုပေါ့နော်ဒီအချိန်ပေးပြီးတော့ဒီဒီလူငယ်တန်တွေ့ဆုံရလာရောက်ဖြေပေးတဲ့မဆုံတန်စီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါညီမ GB ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်